ားလုံးပဲမင်္ဂလာပါနိုင်ငံတကာအသီးမှတ်ပြုထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ Bachelor Degree ကိုတက်ရောက်ဖို့အတွက်စင်ကာပူနိုင်ငံမှာစတင်ထားနိုင်မဲ့ Monet University Foundation Year Program အကြောင်းကိုဒီဗီဒီယိုမှာပြောပြပေးသွားပါမယ် င်ပေါ်မှာ stepping stone program တစ်ခုအနေနဲ့စတင်တက်ရောက်ပြီးတော့နိုင်ငံကအသီးမှတ်ပြုထိပ်တန်းတက်ကတူကြီးတွေရဲ့မှာပထမနှစ်ကိုလျှောက်ထားဖို့စဉ်းစားနေတဲ့အကြောင်းကြောင့်တွေအနေနဲ့အချိန်တစ်နှစ်သာတက်ရောက်ရမယ့် Bonnet University Foundation Year Program ကိုပြည့်ချက်ပြီးတော့ကျွန်တော်ကလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ဒီ Bonnet University Foundation Year Program ကိုစင်ပေါ်ထိပ်တန်းကျောင်းဖြစ်တဲ့ Singapore Institute of Management Campus မှာတက်ရောက်ရမှာဖြစ်ပြီးတော့ကျွန်တော်က Australia Monash College ကနေပြီးတော့တက်ရဲ့သင်ကြားပို့ချပါမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနေပြီးတော့ကြာတော့မှာ IGCSC GC O level အောင်မြင်ထားတဲ့အကြောင်းကြောင်းသားတွေ A level အောင်မြင်ထားတဲ့အကြောင်းကြောင်းသားတွေ International School Year 12ပြီးမြောက်အောင်မြင်ထားတဲ့အကြောင်းကြောင်းသားတွေနဲ့ Grade 12အောင်မြင်ထားပြီးတော့ရမှတ်360နဲ့အထက်ရရှိထားတဲ့အကြောင်းကြောင်းသားတွေအားလုံးဖြောက်ထားနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် Monash University Foundation Year ကိုရွေးချယ်ပြီးတော့ကြာတော့မှာတက်ရောက်ကြတာ Monash University Foundation Year ပြီးသွားပြီဆိုလို့ရှိရင် Monash University ရဲ့မှာ Bachelor Degree ပထမနှစ်ကိုဆက်လက်တက်ရောက်နိုင်မှာဖြစ်ပြီးတော့ တခြားသော Australia University UK နဲ့ New Zealand University တွေရဲ့ပထမနှစ်ကိုလည်းရှောက်ထားနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ Singapore campus မှာတနှစ်သာတက်ရောက်ရမှာဖြစ်တာကြောင့်မလို့ Australia main campus မှာတက်ရောက်ရတာထက်ကုန်ကြမ်းစည်းကိုလည်းရှောက်ချနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့အခုလိုမျိုး Australia student visa ရဖို့အတွက်ခက်ခဲနေတဲ့အချိန်မှာဆိုလို့ရှိရင် Singapore နိုင်ငံမှာပဲ Monash University ရဲ့ပညာရေးကိုစတင်ထားနိုင်မှာဖြစ်ပါတယ်။ င်ပေါ်နိုင်ငံမှာပဲ bachelor degree ကို PT တက်ရောက်ခြင်းနဲ့ကျောင်းကျောင်းသားတွေအတွက်ရောဘယ်လိုမျိုးဆက်လက်ပြီးတော့ကျောင်းမှာတက်ရောက်နိုင်ပါလဲ စင်ကာပူနိုင်ငံမှာပဲ bachelor degree ထိပြီးအောင်လျောက်ချင်တဲ့ကြောင့်ကျွန်တော်လည်းအနေနဲ့ Monash University Foundation ရပြီးတဲ့အခါမှာ Singapore Government University ရမှာဝင်ခွင့်တွေကိုဖြည့်ဆို့ပြီးတော့ကြာတော့မှလျှောက်ထားနိုင်မှာဖြစ်သလိုမျိုးချိန်တိုတွန်းမှာပဲ bachelor degree ကိုရယူချင်တဲ့ကြောင့်ကျွန်တော်လည်းအနေနဲ့ UK, US, Australia, Ireland စတဲ့ထိပ်တန်းတက္ကသိုလ်ကြီးတွေရမှာ bachelor degree ကိုလည်းရယူနိုင်မှာဖြစ်ပါတယ်။ 2026ခုနှစ်အတွက်အကြီးဆုံးကြောင်းဖွင့်ပွဲမှာကြတော့ January ကြောင်းဖွင့်ပွဲဖြစ်ပြီးတော့ဒီ January ကြောင်းဖွင့်ပွဲကိုရှောက်ထားမဲ့ကြောင်းကြောင်းသားတွေအနေနဲ့အခု October လအတွင်းမှာအမြန်ဆုံးကြောင်းရှောက်ထားဖို့လိုအပ်ပါတယ်။အဲကြောင်းရှောက်ထားဖို့အတွက်ဘယ်လိုမျိုးစာရွက်စာတမ်းတွေလိုအပ်မလဲ။ကျောင်းဝင်ပွဲအနေနဲ့ရောဘယ်လိုမျိုးရှိမလဲစတဲ့ data အချက်လက်တွေကိုကျွန်တော်တို့ study block information center မှာလာရောက်ဆွေးနွေးပြီးတော့ကျွန်တော်မှကျောင်းရှောက်ထားနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ study block information center အနေနဲ့ကျောင်းကျောင်းသားတအူးချင်းစီကိုကျောင်းလျှောက်ထားပြီးတဲ့ application process ကနေစပြီးတော့ Visa process ဒီအားလုံးကို one stop service နဲ့ကိုယ်စီဆောင်ရွက်ပေးရရှိပါတယ်